Sky Daily ကြည့်ရှုသူဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့183ချိန်မြောက်ဓမ္မနုပတနာ9ရက်တရားစခန်းဖွင့်လှစ်နေတဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကျန်းကုန်တိုင်းဒေသကြီးတကုံမြို့တိမြောက်ပိုင်းမြို့နယ်ကုန်းပေါင်လန်းကုန်းပေါင်အင်ယာအမှတ်16ရပ်ကွက်အမှတ်1လမ်းမကြီးရှိ မူလသစ္စာဒီပကဝိပဿနာအဖွဲ့ချုပ်ဓမ္မရိပ်သားတွင်အော်တိုဘာလ19ရက်နေ့မှစတင်ပြီး183ချိန်မြောက်ဓမ္မနုပတနာ9ရက်တရားစခန်းဖွင့်လှစ်ခဲ့တယ်လို့သိရပါတယ်အဆိုပါမူလသစ္စာဒီပကဝိပဿနာအဖွဲ့ချုပ်ရဲ့183ချိန်မြောက်ဓမ္မနုပတနာ9ရက်တရားစခန်းကို အော်တိုဘာလ19ရက်မှ25ရက်နေ့အထိဖွင့်လှစ်ပြီး ရန်ကုန်မြို့မူလသက်စာဒီပကဝိပဿနာအဖွဲ့ချုပ်ရဲ့ဦးစီးပဒါနနာယကကျေးဇူးတော်ရှင်ဆရာကြီးဦးကြည်ရဲ့ဥပနိတယအတိုင်းမူလသက်စာဒီပကဝိပဿနာအဖွဲ့ချုပ်ရဲ့တတိပဌံခုနှစ်ရက်တရားစခန်းဟောကြားပြသပေးနေကြောင်းသိရပါတယ်။သက်စာဒီပကဝိပဿနာအဖွဲ့များရဲ့ဦးစီးပဒါနနာယကက အာဒီကမိကကမ္မထာနာစရိယမူလဓမ္မစရိယပရိယတိမာမကပရိပတိဝိတာရဒပရိပတိသာသနာဟိတဒရဘွဲယကန္နာကာရကပုဂ္ဂိုလ်ကျေးဇူးရှင်ဆရာကြီးဦးကြီးကလှည့်လည်တရားဟောပြောပြသရင်မြတ်စွာဘုရားရှင်ရဲ့တခုတည်းသောမူဖြစ်တဲ့မြစ္စည်းမပရိပဒါလမ်းကြောင်းနှင့်တတိပဒံလေးပါတွင်ပရမတ်ကိုတိုက်ရိုက်ရှုကြည့်ရသောဓမ္မနုပတနာတတိပဒံကို ပင်ရင်းဌာနအနေဖြင့်အဓိကထားပြသလိုခြင်းကြောင့်တစ္ဆာအမှန်တရားသည်ဟူသောခန္ဓာကိုယ်ရဲ့ပရမတ်တရားကိုဒီပက တိကျစွာဖြင့်ထုတ်ပြသခြင်းဟူသောတစ္ဆာတိကအမည်နာမဖြင့်ဥထွန်နဝတိဒေါ်တော်တန်ဥလဖေဥမြတ်သောဥကံညွန့်တို့ပါဝင်သော ဝေယဝိသအမှုဆောင်များဖြင့်ဖွဲ့စည်းကရန်ကုန်မြို့စံကြဘာကရာလန်ရွှေတောင်တိုက်တဲ့ကျောင်း၌ ပထမဆုံးသောရိတ်သာဌာနအဖြစ်1963ခုနှစ်ကစတင်တည်ထောင်ဖွင့်လှစ်ခဲ့တယ်လို့သိရပါတယ်ကျွန်တော်တို့တစ္ဆာဒီပကပူပဒနာအဖွဲ့ချုပ်ဆိုတာကျေးဇူးရှင်ဆရာကြီးဦးကြည်က1963ခုနှစ်စက်တင်ဘာလမှာစတင်တည်ထောင်ခဲ့တာနောက်ဆရာကြီးကွယ်လွန်သွားပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့အဖွဲ့တွေဒီလိုပဲဆက်လက်ဆောင်ရွက်ကြတဲ့နေရာမှာကျွန်တော်တို့ဒီ မူလသစ္စာဒီဘုရားဥပဒနာဖွဲ့ချုပ်တကုံမြို့သစ်မြောက်ပိုင်း16ရပ်ကွယ်ကုန်းမုံလန်းကိုတည်ထောင်ခဲ့တာအနှစ်20ရှိသွားပါပြီ။ဆရာကြီးရဲ့တက်တန်းနဲ့ပြန်ကြည့်မယ်ဆိုရင်ဆရာကြီး1963ခုနှစ်ကတည်ထောင်လာဖြစ်တဲ့အတွက်နှစ်ပေါင်း63နှစ်တက်တန်းရှိသွားပါပြီ။ကျွန်တော်ဒီဘက်ကာလမှာလည်းကျွန်တော်တို့ကမူလသစ္စာဒီဘုရားဥပဒနာဖွဲ့ချုပ်ကိုတည်ထောင်ရင်းနဲ့ဆရာကြီးရဲ့ဆုံးမဩဝါဒဖြစ်ခဲ့တဲ့ကျွန်တော်ဓမ္မဥပဒနာသတိပဋ္ဌာန်ကိုဆက်လက်ပြီးတော့ပြန်ပွားအောင်ဆောင်ရွက်လျက်ရှိပါတယ်။ကျွန်တော်တို့ဒီ183ချိန်မြောက်အထိကျွန်တော်ဆောင်ရွက်ခဲ့တဲ့ အပိုင်းမှာကျွန်တော်ကဓမ္မနုပဒနာသတိပဋ္ဌာန်တစ်ခုတည်းကိုပဲဇောင်းဝေးပြီးဆောင်ရွက်ခဲ့တယ်။လက်စွာပြဟောကြားတဲ့သတိပဋ္ဌာန်၄ပါးရှိတဲ့အနက်ကဓမ္မနုပဒနာသတိပဋ္ဌာန်ကိုဆောင်ရွက်ခဲ့တယ်။၎င်းဆောင်ရွက်ခဲ့တဲ့သတိပဋ္ဌာန်ရဲ့ဂျိုးကျေစုဂျိုးဆက်ကတော့ဘာကြောင့်လဲဆိုရင်ကျွန်တော်ဓမ္မနုပဒနာဆိုတာပညာပရမတ်နှစ်ခုရှိတဲ့အနက်ကကျွန်တော်ကပညာကိုဥမတည်ပဲနဲ့ပရမတ်ကိုဇောင်းပေးပြီးတော့ရှုရတာဖြစ်တဲ့အတွက်တရားအထုတ်လို့တရားသိလို့ပဲမြင်လို့တဲ့ပုဂ္ဂိုလ်များဖို့ကအလွန်ပဲထိထိရောက်နေချိန်တိုးတွင်းမှာ တရားသိနိုင်တယ်တယောက်နောက်တစ်ခါကျွန်တော်ဒီဓမ္မနုပါဒနာသတိပံကိုအားထုတ်ရင်းနဲ့တရားဥတွေရသွားတဲ့ပုံစံတွေကျွန်တော်တို့မှအခိုင်အမာထောက်ထားတယ်လည်းရှိပါတယ်အဲဒါကြောင့်တရားထုတ်လိုလားတဲ့ပုံစံများနေပါမပုံစံလိုလားကြတဲ့ပုံစံများတရားထုတ်ခြင်းနဲ့ဆိုရင်ဓမ္မနုပါဒနာသတိပံဟာကျွန်တော်သိလွယ်မြင်လွယ်တယ်အချိန်တိုအတွင်းမှာသိနိုင်မြင်နိုင်တယ်တယောက်အားထုတ်ကြပါစူးစမ်းကြပါကျွန်တော်တို့လည်းဆက်သွေးပြောလာတရားစခန်းလေးဝင်ရောက်ကြပါအချိန်ခါမီးကျွန်တော်တို့ကအများအားတကားဖွင့်ကြိုးစိုးလေးရှိပါတယ်ကျွန်တော်ကကျေးဇူးရှင်ဆရာကြီးဦးကြည်ရဲ့သားကြီးဩရပ္ပဖြစ်တဲ့အတွက် ကျွန်တော်ကကို့မိဘရဲ့အရေးအရာကိုဆက်ခံတဲ့နေရာမှာဓမ္မနဲ့ပြန်လဲယေရှုဆက်ရတဲ့အပိုင်းလည်းရှိသလိုယောဂီအနေနဲ့ကို့ရဲ့မိဘယေရှုရှင်ရဲ့အရေးအရာဆက်ခံတဲ့နေရာမှာလည်းမိဘကိုယေရှုပြုပါတယ်လို့ကျွန်တော်ကခံယူပါတယ်အဲဒီအောင်ဓမ္မနုပဒနာနဲ့ပတ်သက်လို့ကျွန်တော်တို့ကကိုထဲထဲဝင်သိမြင်သဘောပေါက်တဲ့အတိုင်းပဲယောဂီတွေကိုသိစေခြင်းမြင်စေခြင်းနဲ့စေတနာနဲ့ကျွန်တော်ဆောင်ရွက်ခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်တို့မှာအချိန်ပေါင်းများစွာအခုဆိုရင်183ချိန်တိဖြစ်လာခဲ့ပြီနောက်တစ်ခါအချိန်ကာလတွေအရင်ရှေ့ကာလတွေတုန်းကကျွန်တော်တို့ ်နေသည်သည်ကိုထွက်ပြီးတော့သာသနာပြုကြတယ်ကျွန်တော်တို့အထက်မြမပြီးအေယာဝတိုင်းနေရာနှံ့ပေါ့လေအခုကာလာချိန်နေရကျွန်တော်တို့ကရန်ကုန်မှာပဲကျင်းပနိုင်တဲ့နေသားမှာစင်စက်မပြတ်ကျွန်တော်တစ်နှစ်ကို၄ချိန်နေစုံပုံမှန်ပေါ့လေ၄ချိန်ဆောင်ရွက်ခဲ့တယ်နောက်အဲ့ဒီရမှာယောဂီများရဲ့ဆန္ဒနဲ့နောက်တစ်ခါအလူရှင်များပေါ်ပေါက်လာတဲ့ခါမှာထပ်တိုးပြီးတော့အကျဉ်းရည်များစွာဆောင်ရွက်ဖို့လည်းကျွန်တော်အစီအစဉ်တွေရှိပါတယ်နောက်တစ်ခါဆရာကြီးဦးကြီးရဲ့အရာရာဆက်ခံတဲ့ပုံကူများအနေနဲ့ဆရာကြီးရဲ့သီလသမားတွေပညာ ဒါတွေကကျွန်တော်တို့ဘလို့မှလိုက်မမိဘူးအဲ့တော့ကိုလိုက်မိတဲ့ဒီလသမာဓိအဲ့ဒီဟာတွေနဲ့ဆရာကြီးကိုကိုကျင်တရားကောင်းမှုတွေနဲ့ကြိုးစားပြီးတော့ဒီဆရာကြီးရဲ့အရာရာကိုဆက်ခံပြီးတော့ဆက်လက်ပြီးတော့ပါဒနာပြုပွားမယ်ကျွန်တော်တို့အသက်ထက်ဆုံးဒီခန္ဓာနဲ့အသက်နဲ့မြဲသမျှကာလပတ်လုံးကျေးဇူးရှင်ဆရာကြီးရဲ့ပါဒနာကိုဆက်လက်ဖော်ထုတ်သွားမယ်တောင်းဝန်ထမ်းဆောင်သွားမယ်ဆိုတော့ကျွန်တော်တို့ဒီလင်းပြောလိုပါတယ်ကျွန်တော်ဝိပဿနာတရားအထုတ်တဲ့ခါမှာအကျိုးခုနှစ်ပါးရှိတယ်အဲ့ဒါဟာမိမိစိတ်စင်ကြယ်တယ်နောက်တစ်ခါတရားအထုတ်ခြင်းအပြင်မိမိနဲ့ မိမိနဲ့ပတ်သက်ရာပတ်သက်ကြောင်းအကုန်လုံးပေါ်မှာကျွန်တော်တို့ရဲ့စိတ်ကဖြူစင်တယ်နောက်တစ်ခါတရားထုတ်ခြင်းဖြင့်မိမိရဲ့စိတ်စင်ကြယ်တာနဲ့အမျှကိုယ်ခန္ဓာရဲ့သဘာဝတရားတွေကိုသိသိလာတဲ့ပုံမှာကိုယ်ဘာမှတွေ့တာမှုကန့်ညှိမှုတွေဘာမှမရှိလောက်အောင်တဖြည်းဖြည်းယောပါလာတယ်ယောနေလာတယ်တနည်းအားဖြင့်ပြောရင်ကျွန်တော်တို့ကိလေသာနေပါလာတယ်ကျွန်တော်တို့တရားထုတ်တယ်ဆိုပြီးရည်ရွယ်ချက်ကိုလာတယ်နိဗ္ဗာန်မဖို့ဆိုတာခဏထားအောင်နိဗ္ဗာန်မဖို့ဆိုတာတဲ့ပြောစရာကျွန်တော်တို့ကအပင်မကြဖို့လိုတယ်အပင်မကြအောင်လုပ်တဲ့နေရာမှာကျွန်တော်တို့က မိမိခန္ဓာရဲ့သဘာဝတရားဒီခန္ဓာရဲ့သဘာဝတရားခန္ဓာမှာနေရာနှံအပြည့်ရှိတယ်ဒီခန္ဓာရဲ့သဘာဝတရားကိုမသိလို့ဒီပုံမှာကျွန်တော်တို့ကငါပဲသူပဲယောက်ျားမိန်းမပဲဆိုတဲ့ကိလေသာတွေအတ္တတွေနဲ့ဆွဲနေတဲ့အစွဲတွေကြောင့်တန်တရားလဲတာကျွန်တော်တို့ရဲ့ခန္ဓာကြီးကတန်တရားလဲတတ်တဲ့တရားတစ်ခုမှမပေါ့ဘူးအဲ့ဒီခန္ဓာရဲ့သဘာဝတရား ਪਰ မတ်တရားကို ਪਰ မတ်တိုင်းသူ့သဘာဝတိုင်းသိမယ်ဆိုရင်မိမိတို့တန်တရားလဲစည်းတဲ့တရားကနေတဖြည်းဖြည်းပါးစီတာပေါ့တန်တရားလဲစည်းတဲ့တရားပါးစီရယ်ဆိုရင်ပြီးတန်တရားပြတ်တဲ့တရားကိုဆက်လက်ပြီးတော့ဒီ ဓမ္မနုပဒနာတရားအထုတ်ခြင်းအပြင်တဖြည်းဖြည်းကိုယ်ခန္ဓာရဲ့သဘောဝါတဲ့သဘောပေါက်လာမယ်သဘောပေါက်လာရင်ကိလေသာတွေတဖြည်းဖြည်းနည်းမယ်ကိလေသာနည်းရတယ်ကိလေသာပြတ်တဲ့အဆင့်ရောက်မယ်ဆိုပြည့်ငန်းချက်မြုံမှန်းချက်နဲ့ယောဂီများကိုကျွန်တော်တရားပြတယ်ဒီတိုင်းပဲကျွန်တော်တို့အထုတ်လို့တရားသူတရားများရသွားတဲ့ပုံကိုယ်တွေယဟန်ရှင်လူတွေအမြောက်များရှိပါတယ်ကျွန်တော်မှထောက်ထားရှိပါတယ်အခုကတော့ဒီတရားစခန်းနဲ့ပတ်သက်ပြီးတော့လည်းရှေ့ဆက်ပြီးတော့ဘယ်လိုလှုပ်ဆောင်သွားဖို့ရှိလဲပြီးတော့ရှင်ရောဟုတ်ကဲ့တရားနာထိုင်နေတဲ့သူများတို့ကိုလည်းတရားနေပြီးတော့ဆရာအနေနဲ့ဖိတ်ခေါ်စကားတွေလည်းပြောဖို့ဟုတ်ကဲ့ပါ ကျွန်တော်တို့စိတ်ဆက်ပြီးတော့လုံးမယ်ဆောင်ရွက်မယ်ကိစ္စကြီးကတော့ကျေးဇူးရှင်ဆရာကြီးဖို့ထုတ်ခဲ့တဲ့မြတ်စွာဘုရားရဲ့တိပ္ပံ၄ပါးတဲ့ကဓမ္မနုပါဒနာတိပ္ပံကိုဆက်လက်ပြန်ပွားအောင်ဆောင်ရွက်မယ်ဆက်လက်ပြန်ပွားအောင်ဆောင်ရွက်ခြင်းအပြင်ကျွန်တော်တို့ဓမ္မနုပါဒနာတိပ္ပံဆိုတာတိပ္ပံထဲမှာအင်မတန်မှဟိုတိရခက်တယ်ဒါရနားလေရခက်တယ်လို့ပြောကြပေမဲ့တကယ်တမ်းသိလာပြီဆိုရင်အလွန်လွယ်တဲ့တရားအလွန်လွယ်တဲ့တရားဆိုတာကိုယ်ခန္ဓာရဲ့သဘာဝတရားကိုသဘာဝတိုင်းသိလာပြီဆိုရင်ဒီပေါ်မှာတနည်းအားဖြင့်ပြောရင်ဘာမှခက်ရခက်စီပင်မမှန်မှန် ဖန်တီးဆောင်ရတာမဟုတ်ဘူးလေသူ့သဘာဝကိုသဘာဝတိုင်းသိဖို့ကြိုးစားပေးရတာပဲအဲ့တော့ယောဂီများဖို့မပင်ပန်းတဲ့လိုလေကူမိမိရဲ့အသိဉာဏ်မြင်မှလာတယ်ဒီအသိဉာဏ်မြင်မှလာရင်မြစောကဆရာကြီးတို့တင်ပြခဲ့တဲ့အချိန်မှာကျွန်တော်တို့သွားရင်လာရင်နေရင်ထိုင်ရင်စားရင်တောက်ရင်လောကထဲမှာနေရင်ထိုင်ရင်တဲ့ကိုအဲ့ဒီအဖြစ်တက်လန်းနိုင်တဲ့တရားလို့ကျွန်တော်တို့ကယုံကြည်တဲ့အတွက်မိသူမဆိုးဓမ္မနုပါဒနာတရားတတိပဌံတရားကိုအားထုတ်ချင်ပါတယ်ဆိုရပုဂ္ဂိုလ်များဘုလားသစ္စာတိပ္ပဝိပဿနာဖွဲ့ချုပ်ကိုဝင်ရောက်အားထုတ်ကြပါ အချိန်မီလဲတကားဖွင့်ထားပါတယ်ကျွန်တော်တို့ပုံမှန်လဲလာရောက်ပြီးတော့ဆွေးနွေးနိုင်ပါတယ်ဆိုရဲအကြောင်းလဲပြောလို့ပါတယ်နောက်တစ်ခါကျွန်တော်ရှေ့ဆက်ဆောင်ရမယ်ကိစ္စကျွန်တော်ဒီလိုပဲသာသနာပြုလုပ်ငန်းတွေကျွန်တော်အဖွဲ့ညီညာအင်တာရတဲ့ဆောင်ရွက်တဲ့ဤသူကျေးဇူးရှင်ဆရာကြီးဖော်ထုတ်ခဲ့တဲ့စာအုပ်တွေလဲကျွန်တော်တို့ကဆက်လက်ပြီးပြန်ပေါ်အောင်ဆောင်ရွက်ဖို့ရည်ရွယ်ချက်တွေအများကြီးရှိပါတယ်ကျခုလက်ရှိဆရာကြီးရဲ့သာသပေများစုစည်းတည်ထောင်ထားသောမူလသစ္စာဒီဘက်ကဝိပဿနာအဖွဲ့ချုပ်တွင်ဓမ္မနုပဿနာသတိပဒံတရားစခန်းကို အစင်လာမပြန်ဖွင့်လစ်လာခဲ့တာယခုဆို183ချိန်မြောက်သို့ရောက်ရှိခဲ့ပြီးတရားစခန်းတွင်ဂျေဇူးရှင်ဆရာကြီးဦးကြည်ရဲ့ဓမ္မနုပတနာတတိပဒံအလုပ်ပေးတရားတော်များကိုဟောကြားပြသပေးလျက်ရှိတယ်လို့သိရပါတယ်ဒီမှာပြတဲ့နည်းကတော့ဓမ္မနုပသနာ သတိပ္ပဏီပါဓမ္မနုပတနာကမြတ်စွာဘုရားခေါ်တဲ့သတိပ္ပဏ၄ပါးမှာမို့လीကာယဝေဒနာစိတ်ဓာတ်ဓမ္မမှာဓမ္မနုပတနာပေါ့ဓမ္မသမ္မတနာမှာ၅မျိုးရှိပါတယ်အဲ့ဒါအာယတနာပပနိဝရဏပပခန္ဓာပပဒေါက်တာဘုဇင်ကပပသစ္စာပပ၅မျိုးပေါ့အဲ့ဒီမှာခန္ဓာပပဆိုတာမြတ်စွာဘုရားခေါ်တဲ့တတ္တယအပိုင်းပေါ့အဣတိရူပံ ဣတိရူပဆိုတာဣတိကဖောက်ပြန်နေတဲ့သဘောဣတိရူပသတမှုရောဆိုတာဣဖောက်ပြန်နေတဲ့သဘောလို့ဖြစ်ချင်းဒီဣတိရူပသအထင်ကမောဆိုဣတိကဖောက်ပြန်နေတဲ့သဘောလို့ဖြစ်ချင်းဒီတော်မြတ်စွာဘုရားဟောတဲ့အတိုင်းယေရှုယေရှုရင်ဆရာကြီးဦးကြီးဖော်ထုတ်ပြီးတော့ဟောကြားခဲ့တဲ့အတိုင်းဟိုဘာလို့ဒိတ်လက်ထဲမှာပွားမအားထုတ်ပြီးတော့ဗောလေသဘောပေါက်ပြီးတော့ ဒိယလက်ဆင့်ကမ်းပြီးသာနာပြုနိုင်မှုအတွက်ဘုရားဓမ္မကိရိကသင်္ဍန်းတွေပေးပြီးတော့ဒီတောင်ကိုဇိုင်းမရှိရဲ့နောက်ဘက်မှာထမ်းဆောင်ခဲ့တာပေါ့ဇိုင်းဦးဇိုင်းဦးကြီးကဒီဓမ္မနုဝသနာပတ်သက်ပြီးတော့ဘယဝိနာစိတ်တဓမ္မပေါ့တတိယလေးဘက်မှာခုနအဘပြောလို့ပေါ့ဒီဘက်လုံးကိုတော်တော်လေးနှစ်နှစ်ဆက်ဆက်အထုတ်ခဲ့ဓမ္မနုပသနာရောက်မှကိုယ်တိုင်း ကိုကြအထုတ်တော့ဒီပရမတ်ကိုတည့်ရရှိတဲ့ဓမ္မနုပတ္တနာနိယာတတိပံလေးပါးမှာအချုပ်တရားလို့အထုတ်တယ်ဆိုတာပရမတ်ကိုသိအောင်ပရမတ်ရောက်မှဝိပဿနာဖြစ်တာပရမတ်မရောက်မခြင်းပြင်းရတဲ့အခုခံနဲ့ရှုနေသေးပြင်းရတဲ့ကဝိပဿနာမဖြစ်ဘူးမဲ့ဖို့နိဗ္ဗာန်မရောက်ဘူးအဲ့တော့မဲ့ဖို့နိဗ္ဗာန်ကိုရောက်နိုင်တဲ့ဒီပရမတ်ကိုသိလွယ်မြင်လွယ်အောင်ဆရာကြီးကမြတ်စွာဘုရားဟောကြားတော်မူတဲ့ ါဠိတော်တွေအထကရာတွေတို့ဒီကားတို့စရည်တွေဒါတွေအတိအကျကိုးကားပြီးတော့တာနာပြုတ်ခဲ့တာပေါ့အသက်20နဲ့ကိုးနှစ်ကနေပြီးတော့တရားထုတ်ခဲ့တာ35နှစ်မှာဆရာကြီးတရားရတယ်30ကနေ35နှစ်ကနေပြီးတော့ဆရာကြီးဟာအသက်80မှာပြိတိအဝါဆိုတာပေါ့နေစာရုပ်သွားတယ်ပေါ့အဲ့နောက်ပိုင်းမှာတို့တို့ ဘာလို့တန်တာပြုပြီးဆက်တဲ့ဆောင်ခွင့်နေတာဒီနေ့ဒီပဲပေါ့ဒါအားလုံးဒီပရမတ္ထဓမ္မကိုသိဖို့ဆိုတာဟိုပါအမေရိကန်မရှိမှလာဘူးဒီတရားမျိုးအားထုတ်ခဲ့ရတယ်။ဘာလို့ဒါအသိဉာဏ်နဲ့ရင်းပြီးလောရအလုပ်ဖြစ်ရတယ်လေခန္ဓာနဲ့ရင်းရတဲ့အလုပ်မဟုတ်ဘူးအသိဉာဏ်နဲ့ရင်းရတဲ့အလုပ်အဒီအသိဉာဏ်ဒီမညာဘူးညာဟုတ်လား စစ်စစ်ဒီညာတက်သွားတာဒီညာမအခြေမခံရင်ဒါဝိပဿနာညာလည်းမဖြစ်ဘူးဝိသံဝိပဿနာညာဖြစ်လက်တွေ့ကိုကြွေသဘောပေါက်ပြီးတော့တရားရသွားတဲ့ပုဂ္ဂိုလ်တွေလည်းအဘတို့လက်ဆက်မှာသူကကြုံခဲ့ရတယ်ဒါလည်းအများကြီးကိုသာနာပြုရယူနတ်တယ်ပင်မခါယူနတ်တယ်အစဲခါယူနတ်တယ်နတ်တယ်ဘယ်ရဆိုနေရီမာတိသွားပြီးသာနာပြုခဲ့တာပေါ့လေ ခုအချိန်เนี่ยကိုဗစ်ဖြစ်ပြီးရနောက်ပိုင်းမှာအဆက်တည်းနေမဖြစ်တော့အဲ့လိုဖြစ်တယ်ခုရောက်မှာပဲကျင်းပပြီးတော့အဲ့လိုတရားသဘောသဘောပေါက်လာတဲ့လူじゃသူကသူသရတရားတွေဖြစ်လာပြီးတော့ဒီကိစ္စအဲ့လိုဟိုလောတာတွေပြည့်စွဲပြီးလူရတန်းရပမိုးကြနေပေါ့အမတန်းဟိုတရားဓမ္မအတွက်ပီတိဖြစ်ပါတယ် မူလသစ္စာဒီဘက်ကဝိပဿနာအဖွဲချုပ်မှာကြီးမူဖွင့်လှစ်တဲ့တရားစခန်းကိုဝင်ရောက်လိုသူများအနေနဲ့မူလသစ္စာဒီဘက်ကဝိပဿနာအဖွဲချုပ်ရန်ကုန်သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပြီးတရားစခန်းဝင်ရောက်နေတဲ့ယောဂီသူတော်ရှင်များအတွက်အာရဒါနာလူရန်လိုတဲ့အလူရှင်များအနေနဲ့ကုသိုလ်ပြုပါဝင်လူရန်နိုင်ပါကြောင်းကိုလည်းနိဗ္ဗာန်အကျိုးမျှော်လို့နှိုးဆော်လိုက်ရပါရဲ့ရှင်။ ဝဲကျုံနေလည်းဒီနှစ်ကိုလေးကျင်ကြကြံတရားစခန်းဝါရင်တရားစခန်းဒီဆောင်မုံတရားစခန်းအထုတရားစခန်းလေးကျင်လုပ်ပါတယ်။နေရီနေနေရတော့ဒီကိုဗစ်မတိုင်ခင်ကတော့ညိုရဲမလိုင်းနမ်မောက်ဟုတ်နောက်အဲတပြေတမ်းကိုဒီဌာနကွဲနေတော့ခန်းကြီးမှလည်းရှိပါတယ်။ဟောအာယုံကိုတသိန်းယူပြီးတော့နေစုံနှစ်သိန်းယူပါတယ်။ ီအဓိကကတော့ဓမ္မနုပဒနာကိုကြည်ကြည်ပြတ်ပြတ်သိစေခြင်းနဲ့ကိုတိတယ်လို့သူများလည်းသိစေခြင်းနဲ့ဆန္ဒနဲ့ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေတာဖြစ်ပါတယ်အခုဒီရိုရင်းမှာရှိတဲ့အဒီဂျောက်ကမောင်ကြီးရောရိုရင်းဆရာတော်အတွင်းမှုတွေရောဒေါ်ဒီဟိုတင်းနေလိစာတွေဟိုတွေမှာ Facebook မှာတင်လာပေးပါတယ်ဒါဆက်သွယ်လို့ရပါတယ်တတောင်းတတာနဲ့ဓမ္မနုပဒနာကိုနားလေသဘောပေါက်စေခြင်းနဲ့ဆိုရင်တော့ ီတရားစခန်းကိုလာရောက်ပြီးတော့လေးလာအားထုတ်ကြပါလို့တိုက်တွန်းလို့ဆိုပါတယ်။ဒီကအကိုကြီးဟိုပါပေါ့နော်အရင်ဟိုပါဘာဒူဒူဥက္ကဋ္ဌဟိုပါဘာဥမဥအောင်ဥအောင်မျိုးပေါ့နော်။ကိုကြီးရဲ့ဆက်သွယ်နေပေါ့နော်ဒီကိုရောက်ရှိလာတာပါ။ အဲဒီမှာကြတော့ဟိုရိတ်တာအများကြီးရှိတယ်ပေါ့နော်ဒါပေမဲ့ဒီကရိတ်တာကကြတော့ဟိုဘာလို့ဘယ်လိုပြောမလဲအသက်အရွယ်ပေါ့နော်အသက်ကြီးရဲ့လူတွေအတွက်လည်းအဒီဟိုတရားအထောက်လို့အဆင်ပြေတယ်ပေါ့နော်နောက်ပြီးတော့ဟိုရိတ်တာတွေမှာလှူတာလှူရတဲ့ဆိုင်ဒီပေါ့နော်တရားအောက်ထုတ်တဲ့ဒီပုံကိုယ်တွေကိုလှူတဲ့အလှူအားပေါ့နော်ပို့ပြီးတော့ဟိုကိုယ့်အတွက်ပို့ကောင်းတယ်ထင်လို့ပေါ့နော်ရိတ်တာကိုလှူပြတာပေါ့နော် အဲတမီးတို့ဒီလူငယ်တွေအမြင်ပေါ့နော်လူငယ်တွေအမြင်ဆိုလို့ရှင်မဟိုကိုဒီစိတ်နဲ့ပြောပြတာပေါ့နော်ဟိုတပြည့်လူတွေတော့မသိဘူးပေါ့နော်ကိုရေးကြတော့အခုမှလူငယ်တွေစပြီးတော့လုံးမဲ့လူတွေအတွက်လဲဒါအစပေါ့နော်ဟိုအခြေခံပေါ့အခြေခံအဖြစ်လဲကောင်းတယ်ပေါ့နော်နောက်ပြီးတော့တချို့ရိတ်တာရိတ်တာကြီးတက်စားလို့ရှင်ဒီမှာအရင်တင်းကျပ်မှုလည်းမရှိဘူးပေါ့နော်ဟိုဟိုနိုင်ဝက်တရားထိုင်နိုင်ဝက်ဟိုကိုပါကိုဟိုအဆင်ပြေတယ်ပေါ့နော်အကြာကြီးတရားမထိုင်နိုင်တဲ့လူတွေအတွက်လဲအဆင်ပြေတယ်တက်ကြီးရဲ့ အတွက်ကောပေါ့နော်အစဉ်ပြေရောပေါ့နော်ကိုယ်လည်းအခုမှစလုံးမယ်အခုမှဟိုထက်ထဲဝင်ဝင်လုံးမဲ့လူတွေအတွက်လည်းဒါအဓိကအခြေခံကောင်းနေပေါ့နော်အဲ့စနစ်ကလေးကိုပိုကြိုက်ပါတယ် ကဲအလူရှင်နေလဲနောက်ပြီးတော့ဒီမှာပေါ့နော်တခုကဟိုဘယ်လိုပြောမလဲအလူရှင်နေအတွက်လဲဝင်တော့ဝင်ဖို့မဖြစ်ဘူးပေါ့နော်တနိုင်တစ်ပိုင်းနဲ့လဲလှူနိုင်နေပေါ့နော်အဲ့ဒီအတွက်ကိုလဲကိုရီးယားဒါဟိုလှူခြင်းနဲ့ဟိုငွေကြေးနဲ့ပတ်သက်ပြီးတော့ဟိုတိတ်ပြီးတော့ဖြည်းစည်းမှုမရှိဘူးပေါ့နော်လှူနိုင်တဲ့အလူအရှင်အနေထားပေါ့နော်အဲ့ဒီအတွက်မိသူမဆူပေါ့နော်လာပြီးတော့လာရောက်ပြီးတော့လှူရနိုင်ပါတယ်လို့ဒီကနေဖိတ်မှန်တကားပြပါတယ်လို့